မိုင်းပေါင်း3000ကျော်ရှိတဲ့နဂါးကြီးကြောင့်ငလင်းလောက်ရတာဖြစ်တယ်လို့ဟောပြောလိုက်တဲ့မိုင်းဖုံးဆရာတော်ကြီးပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လင်းအစိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကအင်အားပြင်းမြင်ငလင်းလောက်ခတ်ခဲ့ပါတယ်ဒီလိုအင်အားပြင်းမြင်ငလင်းကမြန်မာနိုင်ငံမှာနှစ်ပေါင်းများစွာကြာမှသာတစ်ကြိမ်လောက်ခတ်ခဲ့ရပါအဲ့ဒီအင်အားပြင်းငလင်လောက်ခတ်မှုရဲ့အဓိကလှည့်ဝဲစံပြတဲ့အချက်ကိုဂူအောင်ဆရာတော်ဖြစ်တဲ့မိုင်းဖုံးဆရာတော်ကြီးကမိန့်ကြားလာခဲ့ရပါ မိုင်းဖုံးဆရာတော်ကြီးကတော့ငယ်စဉ်ကတည်းကတရားဘဝနာကိုရှုမှတ်ပွားများနေပြီးတော့တမထဝိပဿနာတရားတော်တွေကိုကြင့်ကြံအားထုတ်နေတဲ့တကူကြီးဆရာတော်တစ်ပါးဖြစ်ပါတယ်။မိုင်းဖုံးဆရာတော်ကြီးဟာနင်းနေရရဆရာတော်ကြီးတစ်ပါးတော့မဟုတ်လှပါဘူး။မိုင်းဖုံးဆရာတော်ကြီးဟာမကြခင်ကမှလူသူတွေနဲ့ဝေးကွာတဲ့ဂူကြီးအတွင်မှာသုံးနှစ်သုံးမိုးဂူအောင်တရားကြင့်ကြံအားထုတ်ခဲ့ပြီးတော့ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။ ိုင်းဖုံးဆရာတော်ကြီးကဂူထွက်တုံးကလည်းဒရိုက်ကာရီနဲ့ပွဲပြီးကကြကြနာနာနဲ့မိုင်းဖုံးဆရာတော်ကြီးကိုကြိုဆိုခဲ့ကြတာပါမိုင်းဖုံးဆရာတော်ကြီးဟာဖုံးတကူကြီးမားတဲ့ဆရာတော်တစ်ပါးဖြစ်တယ်လို့တာမန်လူတွေမမြင်နိုင်မကြားနိုင်တဲ့တပောင်းဝါလွန်ဖြစ်ရတွေကမြင်နိုင်ကြားနိုင်ပြောနိုင်ပါတယ် နောက်ပြီးတော့မိုင်းဖုံးဆရာတော်ကြီးဟာအရာရာကိုထိုးပေါက်သိမြင်နိုင်တဲ့ဇံကိုလည်းပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။အခုလည်းမိုင်းဖုံးဆရာတော်ကြီးဟာအနားမှာသားကြီးငါးကြီးစားတဲ့သူ၊အရက်သေးစားတောက်စားတဲ့သူ၊အခုတို့တွေကြီးမားနေတဲ့သူတွေကိုအနားတောင်အကန့်မခံနိုင်တာဖြစ်ပြီးတော့ခုနှစ်ရက်သားသမီးတွေကိုလည်းကဲတင်ပေးနေပါတယ်။ အခုနိုင်မိုင်းဖုံးဆရာတော်ကြီးဟာမြင်းကလင်းလှုပ်ခတ်မှုကြောင့်အသက်အိုးအိမ်တွေထိခိုက်သွားရတဲ့နေရာဒေသတွေကိုကိုယ်တိုင်ကြွားချီပြီးတော့ငလင်းဘေးတင်ပြည်သူတွေကိုအလူအတန်းတွေလှုပ်ပေးခဲ့တာတရားတွေလည်းဟောပြောနေခဲ့တာဖြစ်ပါတယ်။ မိုင်းဖုံးစရာတော်ဘုရားကြီးဟာတရားဟောနေတဲ့အချိန်အတွင်းမှာဒီမြင်ကလေးလှုပ်ခတ်ရတဲ့အဓိကနောက်ွယ်ကအကြောင်းအရာကိုပြောပြခဲ့ပါတယ်။မိုင်းဖုံးစရာတော်ကြီးဟောကြားခဲ့တာကတော့ငလင်လှုပ်ခတ်ခဲ့တာကမြန်မာနိုင်ငံရဲ့မြေအောက်တွင်းနယ်ကြီးထဲမှာရှိနေတဲ့အလျားအရှိမိုင်းပေါင်း3000ကျော်ရှိတဲ့နဂါကြီးကနှစ်တွေအများကြီးနေမှာတခါလှုပ်လို့ရှိရာကြောင့်မြန်မာနိုင်ငံမှာလည်းငလင်ကြီးတွေကို အကြာကြီးနေမှာတခါခံစားနေရတာဖြစ်တယ်လို့ဆိုပါတယ်။ မိုင်းဖုန်းဆရာတော်ကြီးဟာဒီဟောကြားချက်ကိုတချို့သောသိပ္ပံပညာကိုယုံကြည်တဲ့သူတွေဘာသာရေးမယုံစားကြတဲ့သူတွေကတော့သိပြီးတော့အယုံကြည်မရှိပါဘူး။ဒါပေမဲ့လည်းမယုံကြည်လဲယုံရမယ့်အနေအထားရှိပါတယ်။ အလုံးသေးကြတဲ့အတိုင်းမိုင်းဖုံးဆရာတော်ကြီးကနေနေရရဆရာတော်တပါမဟုတ်ပါဘူး။မိုင်းဖုံးဆရာတော်ဟာငယ်စဉ်ကတည်းကတရဏဘောင်ထဲကိုဝင်ရောက်ကတမထဝိပဿနာတရားတွေကိုကျင့်ကြံအားထုတ်နေတဲ့ဆရာတော်ကြီးဖြစ်ပါတယ်။ဒီလိုမျိုးငကားကြီးလို့ရင်အကုသိုလ်များတဲ့သူတွေဟာအသက်အိုးရင်စည်းစိမ်တည်ကြည်ပြစီရတယ်လို့မိုင်းဖုံးဆရာတော်ဘုရားကြီးကဟောကြားခဲ့ပါတယ်။ဒါအပြင်မိုင်းဖုံးဆရာတော်ဘုရားကြီးကငလင်ကြီးဟာနောက်နေပေါင်းများစွာကြတဲ့အထိထတ်လို့တော့မှမဟုတ်ဘူးလို့ဆိုပါတယ်။မိုင်းဖုံးဆရာတော်ရဲ့အခုလိုဟောကြားချက်ကိုသိပ္ပံပညာကိုယုံကြည်ကြတဲ့ ့လူတွေကတော့ဗီဒီယိုအစမှာပြောခဲ့တယ်လို့ပဲအယုံကြည်မရှိကြပါဘူးအဓိကအဖြစ်တော့မိုးလေဝသပေးတာအရာငလင်လှုပ်တယ်ဆိုတာကမြေရောက်အလွန်မှာရှိတဲ့မြေချက်ကြီးတွေတစ်ခုနဲ့တစ်ခုပုတ်တိုက်ဆွဲရင်းနဲ့ပြည့်ရွေကြောတလျှောက်ငလင်လှုပ်တယ်လို့ဖြစ်ခဲ့ရပါဒါပေမဲ့လည်းမိုင်းဖုံးဆရာတော်ဘုရားကြီးကတော့ငကားကြီးကြောင့်လို့ပြောခဲ့ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောငလင်လှုပ်တာကငကားကြောင့်မှာဆိုတော့မိုင်းဖုံးဆရာတော်ရဲ့ဟောကြားချက်ကိုယုံကြည်ကြပါသလားဆိုတာပြောသားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူး imagem